ရိတ်သမားအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံကိုစားပြုကလပ် SB အမျိုးသမီးတင်းနဲ့ဂျပန်ကလပ်တိုဂျိုဘာရီဘီလီစာအမျိုးသမီးတင်းတို့ရှင်မြန်ကစားခဲ့တဲ့အမျိုးသမီးအာရှချန်ပီယံလီအုပ်စုဒုတိယပွဲစဉ်မှာဂျပန်နိုင်ငံကိုစားပြုကလပ်တိုဂျိုဘာရီဘီလီစာအမျိုးသမီးတင်းကတကူကူမရှိဆွေရလနဲ့အနားရှိသွားခဲ့ပါတယ်ဒီပွဲမှာမြန်မာနိုင်ငံကိုစားပြု SB အမျိုးသမီးတင်းဟာခန်းစစ်ကစားတာအတော့တိုးတက်လာခဲ့ပါတယ်ခင်ဗျာတချို့ပြည်သက်တွေဘက်ကဝေဖန်ထောက်ပြတာကိုလည်းကျွန်တော်လက်ခံပါတယ် ုတ်ပါတယ် NSB ဘက်ကတိုက်စစ်ကစားကတော့ဘာတစ်ခုမှမကောင်းခဲ့ပါဘူးကောင်တာမှာကစားသမားနှစ်ယောက်ပဲရှိတယ်ခန်းစစ်ကဘောလုံးရတယ်ရှေ့ကိုဟိုးလောင်းပေါ်ဘလုံးကြီးကန်တင်ပေးလိုက်မယ်ဒါကိုရှေ့မှာရှိတဲ့တောင်ပေါ်ကစားသမားပြေးသွားမယ်ဘောလုံးကိုဆွဲပြီးခတ်တင်ပေးလိုက်မယ်ရှေ့မှာရှိတဲ့တယောက်ကဘောလုံးတော့မထိလိုက်ရဘူးဘောလုံးပြတ်သွားမယ်ဒီလိုတွေဖြစ်ခဲ့တယ်ပြောမယ်ဆိုရင်ကောင်တာအတက်ကိုပြီးပြင်းပြင်းမကစားနိုင်ခဲ့ဘူးနောက်မှာချိန်ပြီးကစားမဲ့ကစားသမားတွေပါမလာခဲ့ဘူး တသိန်းလုံးတက်တသိန်းလုံးဆင်းအဲ့လိုပုံစံမျိုးနဲ့မကစားနိုင်ကြဘူးပေါ့လေဒါ ਈ လိုအပ်ချက်ရှိကြတယ်ဒါပေမဲ့ကိုယ့်ထက်အများကြီးတားတဲ့အသင်းတသိန်းကိုတကူပဲပေးရတာရယ်ခန်းစစ်ကိုစနစ်တကျကစားသွားတာရယ်ကတော့တော်တော်လေးကိုရှိကျူးကိုကောင်းပါတယ်ခင်ဗျစူပန်အသင်းကိုငါ့ဟုတ်ကိုမရှိနဲ့ရှုံးခဲ့ရတဲ့ပွဲထက်ခန်းစစ်ကစားဖို့တိုးတက်လာတယ်လို့ပြောရမှာဖြစ်ပါတယ်ဒုတိယအိမ်မှာဒိုဂျိုဘိုင်ပီလီဇာဘက်ကဂိုးဂိုးထပ်သွင်းတယ်ဒါပေမဲ့အဲ့ဒါကလူကြမော့ဖြစ်သွားတယ်ပြီးတော့ SB ဘက်ကလက်ထိဘောဖြစ်တယ်ဒါပေမဲ့တိုင်းလူရဲ့ VAR နဲ့တိုက်ဆိုင်စစ်ဆေးပြီးတဲ့နောက်မှာအဲ့ဒါကိုတော့ penalty သတ်မှတ်ပေးခဲ့ခင်ဗျပွဲပြီးမှာ SB မြို့မီတင်ရဲ့နီးပြချုပ်ဒေါ်စန်သိန်းကသတင်းစာရှင်းလင်းပွဲခန်းနာမှာစကားထုံးပြောသွားခဲ့ပါတယ်အဲ့ဒါကတော့ level တစ်ခုกว่าနေတဲ့အခါသွားကျင်တဲ့လမ်းကိုမရောက်နိုင်တာရှိတယ်ဆိုတဲ့စကားပါပဲခင်ဗျပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ SB နီးပြချုပ်ဒေါ်စန်သိန်းပြောသွားခဲ့တဲ့စကားတွေကို ပြည်ထောင်စုသိရအောင်အပြည့်စုံလေးပြောပြပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာမဒေါက်တာသင်းကဒီလိုပြောသွားခဲ့ပါတယ်ပထမပွဲတော့ကအခြေအနေကိုပြန်ပြောရမယ်ဆိုရင်ကလေးနဲ့အမောင်နဲ့ကြားမှာသူတို့လုံးနိုင်နေဆိုရင်ယုံကြည်ချက်နဲ့အမတို့ကန့်သက်ထားလေးတွေအကြားမှာလွဲမမှုလေးတွေရှိသွားခဲ့တယ်ဒါကြောင့်မထင်မဖဲကိုယ်တွေအများကြီးပေးလိုက်ရတာပါပထမတစ်ခုအမပြောချင်တာကတော့ဤပြဆိုတာပြန်ပွဲမစခင်မှာပဲဒီအကုံလုံးကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ပေါ့နော်ကွင်းနဲ့ရောက်သွားရင်တော့ ဒီ player တွေကစားသမားတွေအလုပ်လုပ်ရှင်လာအောင်ဒီ player တွေကိုယ်အောင်လိုက်အောင်လုပ်ရတာကတခါတည်းမှာဆိုရင်အင်မတန်မှပဲခက်လာပါတယ်အမအနေနဲ့ပထမပွဲကိုပြောချင်တာကအမအုံးနဲ့ player တွေရဲ့အကြောင်းမှာဒီပြန်ပွဲတစ်ခုရဲ့ကိုယ်ထက်မြင့်တဲ့အသင်းကိုချင်းကတ်တဲ့အချိန်မှာဘယ်လိုမျိုးချင်းကတ်ရမလဲလို့အမတို့ချမှတ်လိုက်တာကိုကလေးတွေအနေနဲ့ဒီလိုမျိုးအသင်းဆိုရင်ဒီလိုကန်လို့ရတယ်လို့တွေးလိုက်တော့ထင်မှတ်မထားတဲ့ရလဒ်တွေထပ်ပေါ်သွားကြတာပါနောက်တစ်ရက်ကျတော့ဒီပွဲအကြောင်းပြန်ပြီးဆွေးနွေးတဲ့အချိန်မှာ သူတို့စီကနေအမပြန်ပြီး feedback down တယ်ဖြစ်ခဲ့ရတဲ့ feedback ကိုပြန်မေးတဲ့အချိန်မှာသူတို့တွေထူးထူးဆန်းဆန်းပဲအကုန်လုံးကိုသိနေခဲ့ပါတယ်ပြီးတော့သူတို့ပြောနိုင်ခဲ့ပါတယ်ကိုယ့်တဲ့အင်အားကြီးတဲ့အသင်းတွေကိုချင်းကတ်တဲ့အချိန်မှာသူတို့မလုပ်နိုင်နဲ့သူတို့မလုပ်သင့်နဲ့ဆိုတာသူတို့သိသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်မသိလိုက်ရပါတယ်ကလေးတွေဟာဒီပြိုင်ပွဲစီကနေပြန်လိုက်တာကသူတို့ရဲ့ mental state ချမ်းမှာတဆင့်ပြီးမှတဆင့်သွားရမယ်ဆိုတာကိုသိသွားကြတာပဲအခုဒုတိယပွဲတဲ့ပြင်ဆင်တဲ့အချိန်မှာ အမကစားပုံကိုတောင်းလိုက်လိုက်တယ်။တောင်းလိုက်တဲ့အခါအမပြောခဲ့တယ်လို့ပဲပထမနေ့ကအမတို့1451ကိုတုံးခဲ့တယ်။ဘာလို့တုံးခဲ့လဲဆိုတော့အမတို့ကိုလိုချင်လို့ပါပဲ။အချိန်ကြာလို့ရှိရင် သူများရဲ့အားနည်းချက်ကနေကိုပြိုင်ရမယ်လို့အမစူးစမ်းပြီးတော့အတက်ကင်တိုက်စစ်ဘက်ကိုလူအများကြီးပြေးပြီးစူးစမ်းကြည့်ခဲ့တယ်။အဲ့အချိန်မှာခရီးတွေတွေ့တာကဆီယမကွန်နိုက်ကတော့ကိုလိုချင်နေတာလို့တွေးထားတဲ့အတွက်သူတို့ကိုသူတို့ confident များပြီးတော့ကိုရမယ်ဆိုတဲ့စိတ်နဲ့ကစားသွားခဲ့ကြတယ်။ ဒီနေ့မှာတော့အမသူတို့ကိုစပြီးတော့ပြောကြတဲ့ကသူတို့ကဆီယမသွားမဲ့လမ်းကိုလိုက်ပါပါမယ်ဆိုပြီးတော့ကစားခဲ့ကြတယ်ခန်းစစ်ကိုကစားပြီးကောင်တာဖောက်ခဲ့ကြတယ်ပေါ့နော်တခါလေမှာတော့ level တစ်ခုกว่าချက်ကသွားကျင်တဲ့လမ်းကိုမရောက်နိုင်တာတွေရှိတယ်ပထမအိမ်မှာဆိုရင် ကောင်တာကစားတာမှာလိုအပ်ချက်လေးတွေရှိခဲ့တယ်ဒုတိယအိမ်မှာတော့လိုအပ်တာလေးတွေကိုပြင်နိုင်နိုင်တဲ့အချိန်မှာထိထိရောက်သွားနိုင်တာလေးတွေရှိလာခဲ့ပါတယ်ဒါကိုကျွန်မကျင်နိုင်မိပါတယ်ဆိုပြီးတော့နိပြချုပ်ဒေါ်စန်သိန်းကပြောသွားခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့မနက်ကိုစားပြု SP Music Club တင်ဟာလာမယ့်ငွန်ဘာလ19ရက်နေ့ကိုရောက်ရင်အုပ်စုနောက်ဆုံးပွဲစဉ်ကိုမြောက်ကိုရီးယားကလပ်နေကိုရဲ့မြို့ပြည်တင်နဲ့ရှင်မြန်ကစားတော်မှာဖြစ်ပါတယ်။အဲ့ပွဲစဉ်ကိုတော့ငွန်ဘာလ19ရက်ညခွန်နာရီချိန်မှာရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။